မမို official channel ကိုစောင့်မျှော်နှဆင်အပင်းနေကြတဲ့ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ဒီနေ့မှာကျမတို့ရဲ့ channel လေးကနေ တင်ဆက်ပေးသွားမှာကတော့စာရေးသူ နောင်ရိုးစီးတဲ့ရေးသားထားတဲ့သင်ငန်းနေသူရဆိုတဲ့ဇာလန်းလေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာတင်ဆက်ပေးသွားမယ့်ဇာလန်းလေးမစတဲ့ခင်မှာကျမတို့ရဲ့ channel လေးကို subscribe လေးနှိပ်ပြီးအောင်လည်းအပေးထားကြပါအောင်နော်ကျေးဇူးတင်ပါတယ်ဒါဆိုရင်တော့ဇာလန်းလေးကိုစတင်ကြပါရရှင်အချိန်က နေဝင်ရီတရောဖြစ်နေပြီ။ဒီရဲ့ချင်းကြောက်ဆုံးရစီကိုအချိန်ပြင်းပြင်းနဲ့လမ်းတလျှောက်ပုံတထောင်းတော့ထအောင်မြင်းတကောင်အပြင်းစင်းနေလာရဲ့လူတယောက်။သူ့ပုံစံကအလွန်အမင်းအလောတကြီးရှိနေပြီ။မြင်းကိုအချိန်ပြင်းစွာစင်းနေလာတာဆိုတော့ကိုကိုလေးလေခွင်းအားကောင်းအောင်လို့အရှိစီကိုကိုင်းညွှန်းလို့ရှိနေရပါ။ကိုကြီးတောက်ထိုင်ကိစ္စကိုအရှိလေးသိရင်တော့စိတ်ညစ်ရောမှပါပဲ။သူ့ဘက်ဆက်ကတွင်တွင်ရွှေ့နေတဲ့စကားတန်းသူ့နေမေကတော့ တီဟလိုမြည်တွင်ပါ၏တောက်တရင်အေရှိစီမှာမြင်းကိုရက်တန့်ပြီးတီဟလင်မြမေခုံဆင်းလိုက်သည်အကြီးလေအကြီးလေတီဟရဲ့နှုတ်စီကတဘောမခေါ်နေတာကပဝန်းကျင်အိမ်တွေစီကပါကြဲကြဲလန်းလန်းကြားရတယ်အေးဟေးဘာတူလဲအိမ်တွေကအရင်ငွေစိန်ကအိမ်တွေကနေပြန်ပြီးတယ်ဟိုကျုံတီဟမှာရည်လေးရဲ့တရားကအရင်ငွေစိန်တောက်ထိန်တို့နဲ့တာချင်းမကင်ဝမ်ခွဲတွေဆိုပါတော့ဟဲ့တိဟာ ။ဘာကြီးဆန်ရှိရလဲရေးကြည့်တော့ဗျာနဲ့။ဟိုအကိုအကိုတောက်ထိန်ဇီးမင်သာရှာမှာရံမြစ်လို့ဗျ။ဟင်။တာဆိုးမေတပီပီလိန်ဆိုးမရတပါပါဆိုသလိုပါ။အရင်ငွေစင်ရင်နဲ့ထိတ်ကနေဖြစ်သွားတယ်။တောက်ထိန်နဲ့ပတ်သက်လို့အရင်ငွေစင်ခင်များအချက်တော့ရံမြစ်တဲ့ကိစ္စပေါင်းများစွာကိုအမြဲလိုရင်ဆိုင်ဖြစ်ရှိရတာအချိန်မှမနေတော့ဘူး။ရွှေရွာမျက်နှာပုံငွေရှိကုန်ရှိလို့သာဖြစ်ရှင်းနိုင်နေတာပါ။အခုလေနောက်ကမှုနဲ့ထောင်ကူလာကြနေရကဘေးရမလို့ထောင်ကလွတ်လာပြီး အိမ်ကိုအရင်ပြန်မလာခဲ့ပေနဲ့တုံးရကျော်ကဖျားပွဲမှာဗက်နဲ့လူချောင်းတောင်းရောက်ပြီးရံမြစ်တရင်မသိဘူးလူရက်ကိုလည်းမသိတာတော့ကြိုချိန်လည်းမရတားချိန်လည်းမရစုံမချိန်လည်းမရနဲ့ဘာပြောမှမမှန်တာမသိတတ်ဘူးတောက်ထင်ကဘယ်တော့မှပြန်လွတ်လာတာတော့အရင်ငွေစိန်အိမ်မော်ကနေတောင်းဝေးထောက်လို့ဆင်းလာပြီးမေးတယ်မနေ့ကလူပြောတယ်ရှိရဲ့ကျောက်တောင်ညနေလေးကဖျားပွဲကိုသွားရင်ပွဲစီတဲ့တူတော့မေးမိတာအိမ်မပြန်ဘူးလားဆိုတော့ ငါလုတ်ဆရာရှိတယ်လို့ဆိုပြီးထွက်သွားတာပဲသိမကြောင်ကိုတောက်တယ်ရိုက်ပြတယ်ဆိုပြီးကြားမိတယ်အဲ့ဒါနဲ့ကျုပ်လည်းချက်ချင်းပဲအကြီးစီကိုအပြေးလာပြောတာဘာရီဖြစ်ကုန်ကြသည်တော့ဟဲ့ကျုပ်လည်းတေချာမသိဘူးကိုတောက်တိန်တော့ဘာမှမဖြစ်ဘူးကြားတယ်ဒီတောက်ထိန်နဲ့လေလောကကြီးတော့စိတ်ကုန်လာရပါတယ်ဟေးအကြီးငွေစင်ရဲ့အတက်က60ကျော်80နားကတ်နေပြီတောက်ထိန်ကတော့အတက်က30အကြီးငွေစင်တော့လင်မယားနှစ်ယောက် အတန်လေးအနာကပ်ပါမှာတောက်ထင်ကိုမေးခဲ့ကြတာတောက်ထင်ကစနေသားမနှက်ဖွဲ့မွေးတဲ့နေတဲ့ရှည်တဲ့တော့မဟုတ်ဘူးညာဦးပိုင်းမှမွေးတဲ့လက်တဲ့ရှည်တဲ့လာမီကြီးတောက်တောက်ထင်လို့တာလာကြီးမှမွေးတာဆိုတော့နမေကိုယ်တော်တောက်ထင်လို့ပေးထားတာလीတောက်ထင်တို့စိုးပိချက်ကတော့နေတဲ့ရှည်တဲ့တဲ့သားဒီဘီကင်စီယာပစံတောင်းနေအရက်တောက်တယ်ရံပြစ်တယ်ကောင်းတာသူတော်ဘာပစ္စည်းမကုန်တာကိုမရခိုးရမျိုးတော့တောက်တယ်မလုပ်ဘူးဒါမှမဟုတ်အခုတကောက်ထောင်ချတာမှာ ထူးထူးဆန်းဆန်းနဲ့နွားခူးမှုဖြစ်တယ်လို့သိရတယ်။အယောက်ပင်ကြီးကြေးရင်နိုင်မရင်နဲ့တောက်တိန်ထောက်ကြခံနေတာ။ထောင်ကူလာကြခဲ့တယ်။အခုအဲ့ဒီထောင်ကူလာကိုကြခံနေတာအခုမှချုပ်ရက်ကောပါကောလီလာဝန်ကျင်မရှိလေဦးမေ။ဘယ်ရမလို့ပြန်လွတ်လာရတော့မသိရဘူး။တောက်တိန်ထောက်ကြသွားပြီးချိန်မှကြားမိတာကအခုလိုသူ့ကိုနွားခူးမှုနဲ့လှုပ်ကြံဆက်ခင်းပြီးထောင်ထဲထည့်ခဲ့တာဟာဈေးမြင့်တာကငကြုံလို့ညီကိုတဲ့။နွားခူးပြီးပေါ်ခဲ့တာလေသူ့မဟုတ်ဘူးဆိုတော့လေ။ ပြပြသားသားဖြောင်းချက်ပေးတယ်လို့သိရတယ်။ဒါမှလည်းဘဲတို့တော့အเจ้าနေเจ้าရင်မသိပါဘူး။တောက်ထိန်ဆိုပြီးတက်တရားခိုင်လုံနေတော့တရားခံပြစ်နေထောင်ချခဲ့တာပါပဲ။သူနဲ့ဖြစ်တာငကြော်လို့များလား။မဖြစ်နိုင်ဘူးရှိရဲ့။ငကြော်တော့ဖုံးဝင်နေကြတယ်ဟောက်။ဟင်။ဒါဖြစ်ဘသူနဲ့ဖြစ်မလဲ။ဒီကောင်အထက်ဝင်သွားတော့သူ့ကိုကြောက်ချတဲ့အတွက်ငကြော်တို့ကိုလေပြန်ထွက်လာနေရန်ကျူးကိုရှေ့မယ်ဆိုလာပြောနေသေးရဲ့။အခုငကြော်တို့ကဖုံးကြီးဝင်နေဆိုတော့ သူတို့နဲ့မဟုတ်နိုင်ဘူးရေရ။ဟင်းဒါဖြင့်ဘသူတွေနဲ့ဖြစ်တယ်မသိပါဘူး။ဒီကလေးနဲ့လက်လုံချေလုံနေတော့ဖြစ်ကုန်တော့မှာပဲ။အရင်းငွေစိန်ချက်ချင်းကိုပဲလှဲကောင်းလို့ရက်ရွာကိုကူညီတောင်းပြီးငွေထုတ်ပိုင်းလို့ဇီးပင်သာရွာစီကိုလိုက်ခဲ့တယ်။ရွာကလာသားတချို့လည်းအရင်းငွေစိန်ကိုကူညီပေးဖို့လိုက်ပါလာပေးကြတယ်။လျှက်ရနှစ်စီးဖြစ်သွားတာပေါ့။တင်းလာပြောပေးသူတရားကတော့သူမိတ်ဆွေမြေပြန်ပေးရမှာဆိုတော့မြင်းနဲ့ပဲလိုက်တယ်။ ဇီမီနာဘရားဘွဲကဒမရဲလာပြေခါမှာပြုတ်လုတဲ့ဘွဲရင်ဆိုတော့လာရအောင်စီမှာအရင်ငွေစိန်တို့လင်းနေစီအတော့နှင်လို့တောက်ထင်ရံပြစ်တယ်ဆိုတဲ့နေရာစီကိုသွားနေကြတယ်။ဇီမီနာရွာချီစီရောက်တော့တရားကကိုင်းငပေါ်အရင်လေးကိုတကြီးအိမ်စီကိုသာအခေါ်သွားလိုက်ပါဗျာ။ကျုပ်မြင်ဝင်ပြီးပြီးတော့လာခဲ့လိုက်မယ်။ဩအေးအေးတရားမင်းအမြန်လာနော်။ဟုတ်ကဲ့ပါရီလေးရဲ့တရားထွက်သွားတယ်။အရင်ငွေစိန်တို့လဲရီဆက်မောင်းသွားတော့တရားလေး မင်းကိုပိုင်ရှိစီပြန်ဖို့အတွက်ထွက်သွားတယ်။ဇီးမင်းသာရွာရဲ့တကြီးအိမ်စီမှာတောက်ထိန်ကိုတိတ်တုံးခတ်ပြီးဖမ်းဆီးထားတာကိုတွေ့လိုက်ရတယ်။အရင်ငွေစိန်ကိုမြင်တော့တောက်ထိန်တယောက်ဝမ်းသာအရာဖြစ်သွားလေတဲ့အသွေးနဲ့။အမေကျောက်စီကိုလိုက်လာရဲ့လား။အေးနေပြဒနာရှာမတော့ငါလိုက်လာပြီပေါ့ဟဲ့။အိုကျုပ်ကပြဿနာရှာတာမဟုတ်ပါဘူးဗျာကျုပ်ကအမှန်တရားဘက်ကရက်တည်ပြီးတာပါအေးနေပြဿနာမရှာရင်ငါအတီတီရှောင်းမလာဘူးလေငါတောက်ထင်ရဲ့ အရင်ွယ်စိန်တားဖြစ်သူကိုအငေါ်တူးလိုက်ပြီးတပတ်ကရှဲရလူကြီးတွေနဲ့ရင်ဆိုင်ဖြည့်ရှင်းဖို့လုပ်တည်ဇီမိသားရွာရဲ့တကြီးဦးမောင်ဝါကအရှိလေးအရှိလေးကိုတော့အားနာပါတယ်ဗျာအရှိလေးသားတောက်တယ်ရတော့အတော်ကိုစိုးနေပြီဗျဘလူရီတော်ဖြစ်ကုန်လို့လေတကြီးရေဒီကောင်များမကြံကောင်းမစီဟာတောင်တောင်နဲ့ကလူကံမဟုတ်ဝင်ပြီးဖောက်ထွင်းနေတယ်လေအဲ့ဒါကိုဦးစင်းကကြော်လို့အမြင်ပြီးဝင်ရောက်တားမြင်ရတယ်ရိုက်ပွဲတွေဖြစ်ကြတာပါပဲ ရလက်ကတော့အကြီးလေးမြင်းတဲ့အတိုင်းပဲ။ဘုံကြည်ဝင်နေငကြော်တို့တုံရကို ထိပ်ပေါက်ကောင်းခွဲဖြစ်ပြီးထိုင်နေအောင် တွေ့ရတယ်။တကြည့်ကျုပ်အမှန်တရားကိုပြောပြပြီးသားနော်။အမေကိုမဟုတ်တာပြောမနေနဲ့ဗျ။ဟဲ့အောင်တောက်တယ်။မင်းလောက်တောင်မြင်လို့အကုန်လုံးကဝင်တားနေကြတာလေလေ။ပြီးတော့သူတို့ကတင်ငန်းဝင်နေကွ။အော်တင်ငန်းဝင်တာနဲ့အီးကကျွဲဖြစ်ရကောလား။ဒီမဲ့တကြည့်ကျုပ်ဆိုတဲ့ကောင်ကအရက်တောက်တာရံဖြစ်တာလောက်ပဲရှိတာဗျ။သူတို့မှပစ္စည်းဆို အတူတကြောင်တော့မယူဘူးဘူးပြီးတော့ခင်များတို့ကိုကြောက်တိအောင်တခုပြောပြမယ်ကြောက်ဆိုတဲ့ကောင်ဟာမရှိလို့ဆိုပြီးဖျားပစ္စည်းကိုလီပို့လို့တော့ယူစားမဲ့တယ်တော့မပအောင်တော့ရှောင်မွေးပေါက်သွားပလိစီဒါရီကလူမိမှပြောတဲ့စကားတွေပါ တောက်ထင်ရဲ့နွားတော်မင်းခိုးသေးတာပဲအခုလဲမင်းခိုးကြောင့်ကိုပဲလုံနေရတယ်ကိုငါတို့မြင်မဲဟာဖုန်ချင်းဝင်းနဲ့ငကြောကဝင်ရောက်ပြီးတော့အတုံးစကားပြောလာတယ်တောက်ထိန်ဒေါသထွက်သွားပြီး ထိတ်တုံးကြီးကိုဝုန်းဝဲနဲ့ထလိုက်တယ်ဟဲ့အောင်ငကြော အလူကံမုံဖောက်ထင်းတာမင်းတို့ဆိုတာဖះသည်နဲ့တီးကွငါမင်းတို့ကိုနွားခွတဲ့ကိစ္စငါစီပုံချလာလို့တက်တက်ရှင်းလာရှင်းလာမင်းတို့တတွေ့လိမ့်မင်းဆိုရင်လေဝတ်ထားတဲ့ကိုဘွားတင်ငန်းကိုတော့အားနာပါဦးဘာကွထောက်ထိန်တဲ့ငကြော်တို့ဦးစင်းတော်မှာ ရုံရင်ဆန်ခတ်ထက်ပြက်လူလူဖြစ်လာတယ်တော်တော့တောက်ထိန်နေတော်တော့သူတို့ကဖုံးကြည့်ဝင်နေခိုးချင်းခိုးနေမဲခိုးမှာအရင်ငွေစိန်နားမခံနိုင်တော့ဘူး တာဆိုအတွက်ကိုစိတ်နဲ့လည်းပင်မရသလိုအချက်တွေလည်းရခဲ့ရပါမနေတော့အခုတကတော့တာဆိုရဲ့လုံရက အလွန်မင်းကိုကြီးတန်သွားပြီတကြည်ဒီကောင်တောက်တယ်လှုပ်တယ်ဆိုတာတေးကြရင်မဟုတ်လားအရှိအငွေစင်ကမင်းများလိုက်တယ်တကြည်ဥမောင်ဝါကသူ့လှုပ်တာမှန်မဲကြီးလေကျုပ်တို့ရောက်သွားတဲ့အချိန်မှာဦးစင်ကကျော်တို့သုံးမလဲလဲပြုတ်ပြီးဖြစ်နေပြီးတော့အရှိလီသားရဲ့လက်ထဲမှာလေပစိုးနဲ့ထုတ်ထားတဲ့အလူကံငွေတွေကိုတွေ့ရတယ်ကောင်းပြီလေ ီကိစ္စအတွက်ကိုအရှိလေးဘယ်လိုလုပ်ပြရမလဲအရှိလေးသားကခုမှထောင်ကထွက်လာတာဆိုတော့တိုင်တော့ပြီးအထိတ်ပြန်ဝင်ပြီးတော့ကြုတ်တုံမလုပ်ချင်ဘူးဒါကြောင့်ပျက်စီးသွားတဲ့အလူကန်ဘုံနဲ့ထိခိုက်နေနာမှုဖြစ်တာနဲ့ဦးစင်းငယ်ကျော်တို့သုံးပါအတွက်စေဘဝါကပေးချေပေးဖို့ပဲမျှော်လင့်ပါတယ်ဗျာဟုတ်ပါပြီဒါဖြင့်အရှိလေးအဲ့ဒီအတွက်ကိုတောင်းဝင်ယူပါတယ်အရှိလေးငွေစိမ်တပတ်ကသဘောတူညီရဲ့အထိဆောင်ရွက်ပေးပြီးတော့တောက်ထင်ကိုထုတ်ယူခဲ့တယ်တောက်ထင်ကတော့တလန်းလုံးတောက်တက်ခက်ခက် အန်တကြိတ်ကြိတ်နဲ့အကြီးလေးငွေစင်ကတော့တလန်းလုံးစကားမပြောတော့ဘူးညင်သက်တဝေးပြီးတော့လိုက်ပါလာခဲ့တာပါဒီအဖြစ်ပြက်ပြီးနောက်ပိုင်းမှာတောက်တရရွာကိုပြန်ရောက်ပြီးသုံးရကြမှာဘဲကိုထွက်သွားမယ်မသိရပဲနဲ့ပျောက်သွားခဲ့ပါတော့တယ်အယိုးစီရင်လေးစီမှာသူတော်တယောက်ယောဂီအတွင်နဲ့သမဏအကျင့်ကိုကြည်ကြံနေမိတယ်သူ့အနေနဲ့အပြစ်တန်တွေကိုတဝက်စီချုံးပြီးကလေးကစိတ်ရှိလေတိုင်းလိုအပ်တဲ့အခါတိုင်းမှာမူလပြောင်းခွင့်ကိုရရှိသားပြီးပြီဆိုတော့ အခုလေသူတကာမြေခွင်းစီမှာနေရထိုင်ရမခက်စီဘူးမူလပြင်ရှိနေရပါ ကောက်သိမ့်ရိပ်ပြီးရိုးပြတ်တွေသာကျင်းရိတ်တလေပြင်းတို့ကိုဖျက်တမ်းလာတဲ့လင်းကြီးတွေက သူတော်ရှိနေရဇီတီလေးစီကို ရောက်ရှိတိုက်ခတ်နေပြီးဆဲလေလေးတွေကိုတချင်ချင်းလှုပ်ခတ်နေစီတယ်အချိန်ညက်နေရဲ့စီစာနေကြီးဖျက်ပြကသူတော်ရဲ့ရောက်ခဲ့ဝိတ်ကိုပေါ်စီကို ထိုးဆိုင်ကြနေရအဝေးကမြင်ရရင်ဖြင့်တကယ်ကို မျက်စိပဒါနာဖြစ်စရာကောင်းနေပါ့သူတော်တမထထိုင်ရင်ရှုပ်တရက် နန်းစိတ်ကနှွင့်ငနေဖြစ်သွားတယ်။တတိထားကြည့်မြင်လိုက်တော့စိန်ဆန်းရီတွေတသင်းသင်းရှိရှိနေတဲ့နေရာတစ်ခု သူတော်ပတ်ဝန်းကျင်ကိုတဲ့အတော်ကြည့်မိနေတယ်။ငါသူတော်ကျေးဇူးရှင်အဘစာတီးရဲ့အတန်သူတော်ဂျာကနေလှည့်ကြည့်မိတော့စမ်းချောင်းလေးစီကကြောက်တုံးတစ်ခုပေါ်မှာထိုင်းနေတဲ့အဖိုးစာတီးအရှိလာမယ့်စနေနေ့မှာသာသနာ့ကိုညှို့နှဲစေမယ့်ကိစ္စတစ်ခုလေပြင်းရွာစီမှာဖြစ်ပေါ်နေမယ်။ဘလို့ရဲဖို့ဟိုကျုပ်ကိုရှင်းလင်းအောင်လို့မိတ်ကြပါဦး။ ဒါလို့ငါသူတော့လောကမှာလူမိုက်မျိုးမျိုးရှိတယ်ဒီထဲမှာမှရိုးကုန်ထားပြီးမိုက်တက်တဲ့လူမိုက်မျိုးကလည်းပါဝင်နေအခုပြက်လာမယ့်ဖြစ်ပြက်မှာရိုးကုန်ထားပြီးမိုက်တက်တဲ့လူမိုက်တယောက်သူဟာတစုံတစ်ခုသော ကိစ္စကိုအကြောင်းပြုပြီးလူတွေရဲ့ကိုယ်ခွေရေးဆိုင်ရာဘာသာရေးကိုအထင်ဒီမျိုးရှိသွားခဲ့တယ်ဒါကြောင့်သူဟာလွဲမားတဲ့အတတ်နဲ့သာသနာအရေးကိုအယောင်ဆောင်ချုံပြီးမဟုတ်တန်တရားပြုတ်လိုက်မယ်ကောဆက်ပြောပြပါဦးဘိုးတကယ်တော့အဲ့ဒီသူဟာ တာသနာဝင်ကိုအလင်းနှဲတောင်ဖြင့်အစိမ့်မဒန်းအမေတူတူပဲသူ့ရဲ့လွင်မနေရဲ့ဒီမြင်လေးကိုစိတ်ရင်းမှန်စီရောက်ရှိအောင်နေဆွမ်းဆောင်ရမယ်တာသနာကိုညှို့နှဲစေမယ်သူပြောတဲ့ဒီလိုကိစ္စရက်တိုင်အောင်လောကမှာဖြစ်လိဖြစ်လိရှိတယ်ဆိုပေမဲ့သူနဲ့ပတ်သက်ပြီးတာသနာအတွက်ညှိစွန်းစီတာဘာမှဖြစ်စီချင်ငါတို့ကတာသနာဝင်ကိုသင်ခန်းဝတ်ပြီးမထမ်းရွက်နိုင်ပေမဲ့ဆောင်းထင်းသိတဲ့သူကိုဆောင်းထင်းနိုင်စေဖို့တော့ဆွမ်းရလိမ့်မယ်ဒီကိစ္စမှာအလွဲအကျော်တစုံတရာမဖြစ်ပါစေနဲ့ငါတို့ရော သူတော့နည်းနည်းတော့သဘောပေါက်ပါပြီ။အင်းဒီကိစ္စကိုနင်ဖြေရှင်းပြီပါ။ဒီကိစ္စအတွက်ကိုနင်ရဲ့အပြစ်ဒဏ်သုံးခုတိတိရော့ပေါ်ပါလိမ့်မယ်။ကောင်းပါပြီဗျ။သူတော့အကောင်းဆုံးဆွမ်းဆောင်ပါမယ်။အေးတမာဒီဝတိတရပုံမှာအဖိုးစာဒီကဒီကတာကိုရေရွတ်ပြီးပြက်ွယ်သွားလိတော့သူတော်ရဲ့နန်းစေးကလွင်ကနေဖြစ်ပြီးအယောစိတ်လေးစီကိုပြန်လည်လို့ရောက်ရှိလာတယ်။သူတော်အတိကတာနဲ့မျက်ဝန်းတွေကိုဖွင့်ကြည့်လိုက်တယ်။အိုး ငွေကြီးတကောင်မလားမြဝန်းနေကိုဖုံးမွေခြင်းမှာလက်ကျန်နေကြီးဖူးပြပြတို့ထိုးဆိုင်ကြဆင်းနေတဲ့အရိုးစီလေးလေးစီမှာအတက်တက်ရစ်ပက်ခွေပြီးပေါင်လုံးလာရှိနိုင်တဲ့မင်းနေတဲ့ငွေကြီးတကောင်ကိုပပြင်းထောင်လို့သူ့ကိုကြည့်နေရမြင်ရတယ်ငွေကြီးကဘယ်ချိန်နဲ့ကနေသူတော်စီကိုအကဲခတ်ကြည့်နေရမသိဘူးသူတော်ကလည်းငွေကြီးရဲ့မြဝန်းစုစုကိုတိတိဆန်ဆန်ပဲပြန်ကြည့်လိုက်တယ်ပုံရိပ်တချို့မြဝန်းစီမှာထင်ရပေါ်လာတယ်အော် အယိုးစီတီဆွေးနေပြီဆိုပေမဲ့တတိယလိုညာညာတီဗီတဲ့ရည်ရွယ်ရာမပြည့်စုံမျောမန်းရာတို့အထမမြကာယကံရှင်အတွက်ကိုကအစွဲတီတာဖြစ်စီတော့ရင်သူတော်တဝေကရှောင်းဝယ်ဖြစ်ကိုရင်ညွန်းဆိုလိုက်တယ်အယိုးစီတီလေးရဲ့ဂမီးမှတ်တမ်းကိုအစောတွေကဖတ်ရှုပြီးသားဆိုပေမဲ့အယိုးပိုင်ရှင်ကလေပိုင်ရှင်ကြီးဦးမြတောင်ဆိုတော့သိမိတယ်အခုလက်ရှိအယိုးစီတီစီမှာရစ်ပတ်နေရမွေကြီးဟာတချိန်ကလေပိုင်ရှင်ကြီးပဲဆိုတာသူတော်သိမိထားပြီပဲ လေပိုင်ရှင်ကြီးကျွလို့လို့ရင်ခေါင်းကိုညိတ်ပါသူတော်မေးမြန်းလိုက်တယ်အဟိတရိစံဘွားဆိုတာအစွဲကြောင့်ဖြစ်တဲ့ရောက်တဲ့ကြလာများတယ်ဒီလေပိုင်ရှင်ကတိတ်ကလာကောင်အလူတန်းနေရဲရော်ရော်ပြုတ်ခဲ့ဘူးလားအောင်လေကမီးမတန်းနေမှာရေတွင်ထားပြီးသားဆိုတော့သူတော်ဖက်ရှုမိထားတယ်လေငွေကြီးကသူတော်စကားကိုနားလေတဲ့အလားခေါင်းကိုညိတ်တယ်ကောင်းပါပြီကျုံမနဲ့ပြန်မှာရွာလေးကိုဝင်ပြီးလေပိုင်ရှင်ကြီးရဲ့မိသားစုကိုအတိအပြပြောပြပါမယ်သူတို့စီမံရာကို လေပိုင်ရှိကြီးလိုက်လံဆောင်ရွက်ပေးချီပုံမွေကြီးဟာသူတို့စကားကိုခေါင်းနှင်းညိတုံ့ပြန်ပြီးပပင်းချလို့တပတ်စီကိုရှော့ခနဲ့ဆင်းလို့ထွက်သွားတော့တယ်သူတို့လည်းလက်ကြံလက်ကိုဆက်လုံလိုက်တယ်ညောင်မိုက်ရောက်တော့အယိုးစီလူလေးစီမှာပဲတင့်တယ်လို့လှည့်ကျင်းလို့အိတ်ဆက်လိုက်ပါတယ်ငါတူငါတူနားရိတ်စီအားတဲ့ကြောင်းသူတို့စက်ခနဲ့မော့ကြည့်လိုက်တယ်သူမျက်နှာကိုမိုးလိုကြည့်နေတဲ့လူကြီးတယောက်လေပိုင်ရှိကြီးမေးဆိုတာသူတို့သိမြင်လိုက်တယ်ဘာကြီးက ညနေတော့ကတူမောင်နဲ့စကားပြောတယ်မွေးကြီးပါမနေ့ပြန်ငါတူသွားတဲ့အခါဒီပစ္စည်းလေးကိုပြပေးပါဒါဆိုသူတို့ငါတူပြောတာကိုယုံမှလိမ့်မယ်ကောင်းပါပြီသူတော်လေးလေပိုင်ရှင်ကြီးပြရလာတဲ့အရာလေးကိုလက်ခံယူလိုက်တယ်မျက်စိရှိမှလေလေပိုင်ရှင်ကြီးကဟုတ်ကနေပြောက်ွယ်ပြီးအရိုးစည်ကြီးလေးရဲ့တစ်ဖက်စီကနေရှော့တိုက်ထော်သားတဲ့ကိုကြားရတယ်သူတော်လေးလက်ထရအရာလေးကိုစောက်ခွင်ထားရကဖြစ်စီမြင်လိုက်တော့ရွှေအောင်ရင်နိုးလေးတစ်ခုပါနောက်တနေ့မနက်မှာတော့သူတို့က ရွာလေးကိုဝင်ခဲ့လိုက်ပြီးလေပိုင်ရှင်ကြီးတို့မိသားစုစီကိုရွာဖွေရောက်ရှိခဲ့သည်။နောက်တော့လေပိုင်ရှင်ကြီးတို့မိသားစုတွေအားလုံးဟာသူတို့ပြောပြတာကိုစိတ်ဝင်စားနားထောင်ကြရင်မယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေကြသည်။သူတို့ကအလုံးစုံကိုပြောပြပြီးတော့ညတော်ကလေပိုင်ရှင်ကြီးပြေးရလာတဲ့ရှင်နှိုးလေးကိုသူ့အိမ်ထဲကနေထုတ်ပေးလိုက်လေ။ရှင်နှိုးလေးကိုမြင်တော့လေပိုင်ရှင်ကြီးတို့မိသားစုဟာရုတ်တရက်ဂျုံမဲကြောင့်ငိုကြတော့တယ်။ နောက်မှသူတို့အကြောင်းစုံသိရတယ်။အကြောင်းစုံမှာကဒီရင်နှိုးလေးဟာသူတို့ဖခင်ကြီးတိတ်မဲ့နှိုးတဲ့အရာဖြစ်ကြောင်းနဲ့တရူတရတိမ့်ထုတ်ထားတဲ့အရာဖြစ်ကြောင်း။တိတ်ဆုံးချိန်မှာဘယ်စီထားရည်တွေဆိုတော့မပြောပြခဲ့ပြီးပျောက်ဆုံးနေရကအခုမှသာပြန်တွေ့ရကြောင်းပြောပြတယ်။ရင်နှိုးလေးကြောင့်ပဲသူတို့ပြောပြတာတွေကိုသူတို့လက်ခံမှာပဲဆိုတာကိုလည်းအသိပြီးတယ်။သူတို့ကလည်းကျန်တော်သူတို့အစီအမျိုးလိုသာဆက်လက်ပြီးဆောင်ရွက်ပြီးကိုမှားပြီးတော့နှုတ်ဆက်ထွက်ခွာခဲ့ပါတယ်။တောက်တဲ့ ရွာအနီပျောက်သွားခဲ့တာတလားအထိကြာခဲ့ပြီနော်အကြီးလေးအကြီးလေးအေးဘာတူလဲကျုပ်ဘူးမာတော့ဟိုဟိုရွာရွာထဲမှာအကြီးလေးသာတောက်တောက်ထိန်လေးတောက်ထိန်အဒီကောင်ပြန်လာပြန်မလားရွာထဲမှာဘာပြဿနာရှားနေပြန်လဲပြဿနာရှားတာမဟုတ်ဘူးကြီးရဲ့ဟိုတင်ငန်းနဲ့ရဟန်းဝက်လာတာဟင်ဘလို့မှထင်မှတ်မထားတဲ့စကားကြောင့်အကြီးငွေစင်အလွန်မင်းအံ့အားတင်သွားတယ် သူသားဘလူတွေတောင်ပြောင်းလဲသွားတာပါလိပို့တုတ်တုတ်ပြပြနဲ့တားဖြစ်သူအင်စီရောက်လာအောင်တော့အရင်ငွေစင်မဆောက်နိုင်တော့အိမ်မောအစင်လို့တားဖြစ်သူရှိတယ်ဆိုတဲ့စီကိုအပြည့်ထွက်ခဲ့မိတာတားဖြစ်သူမြင်မြင်လိုက်တော့ဥပြီးပြောင်ပြောင်းတင်ငန်းရင်ကနီးစူးစူးနဲ့မျက်လောင်ကိုချတာပြီးတကယ့်ကိုကြီးညိုဝေယာစင်ရှိနေရပါရုတ်တရက်တော့မြင်ငွင်းကိုကြည့်ပြီးအရင်ငွေစင်ကြက်တွေတည်နေမိတာပေါ့တကယ်မကြီးရန်ဝင်းနဲ့တောက်တဲ့ရဲ့ပါဇက်စီကပထမဆုံးထွက်ပေါ်လာတဲ့စကားတဲ့ ဒါတောက်တယ်အေးမဟုတ်ပါဘူးဟိုဥပစင်အရင်ငွေစင်ရင်ထဲမှာပီတိအဟုန်တို့ကပြင်းပြပြပြအမေသားကြီးအချုပ်တရားရှာသွားခဲ့ပြီပေါ့ဒါပေါ့တကယ်မကြီးရဲ့ဦးစင်တောက်တယ်ရဲ့နှုတ်တဲ့စကားအစုံအရင်ငွေစင်ကမြေစီကိုဒူးတုတ်ဝက်တာလို့တာရင်ဟန်းကိုဥခိုက်ကြောဖို့လှောက်ဆောင်လိုက်တယ်အိုးအရင်ငွေစိန်စီကအာမင်နိတ်စကားဦးစင်းတောက်ထရရလေးမျက်မှောင်ကျုပ်သွားတယ် ။ဘာကြောင့်လဲဆိုတော့အရင်ငွေစင်ဟာလက်အုပ်ကြည့်ပြီးတာယဟန်းကိုဥကိုက်မယ်လို့ရာအလုံမင်းကိုထူးဆန်းစွာပြီးခန္ဓာကိုယ်ကအရှိစီကိုကိုင်းကုန်လို့မရခဲ့ဘူး။အရှိတဲ့မှာဒီကတမောက်မှာပဲတော့တာယဟန်းကိုဥကိုက်မရတာက သူမရဲ့ခန္ဓာစီကချုပ်ရင်းမှုလို့အရင်ငွေစင်ယူဆလိုက်တယ်။သူတို့သားမီးနှစ်ယောက်ဖြစ်ကိုအနည်းဝန်းကျင်ရှိလူသူအလုံးကဝိုင်းဝန်းကြည့်နေကြတယ်။သူတို့အလုံးရဲ့မျက်ဝန်းစီမှာတောက်ထိန်ခုလိုပြောင်းလဲသွားမှုအတွက် မယုံကြည်နိုင်လောက်ဖြစ်နေရပါ။တိုင်းရဟင်းရဲ့မေတော်တိုင်းရဟင်းကိုဥက္ကဲ့ကြော့ကျင်လုံးမာမာပဲ။ခါစီယာနာကျင်မှုကြောင့်ပြပြရတယ်ကွယ်။ရပါတယ်ဒကမာကြီးရဲ့ဒီနေ့ကြော့မရတော့မနေ့ပြန်ရမှာပါပဲ။တင်မဗျာ။ဒကမာကြီးမနေ့ပြန်မနေ့မှဥစဉ်ကိုဆုံးခဲ့လေပါ။ဝန်နေသားတမျိုးကိုဥစဉ်ဖုံးပေးခြင်းမီ။တိုင်းရဟင်းစီကပထမဆုံးတောင်းဆိုမှုကိုအရင်းငွေစိန်အလွယ်အမင်းပိဋိပုံဝင်ထိရတာပါ။ဖြစ်စီရပါမယ်တိုင်းရဟင်း။ တာရုပါတကမကြီးဒါနဲ့တိုင်ဟန်ကဘယ်စီမှာတရင်သုံးမှာမလဲတကမကြီးအိမ်မှာပဲနေပါမယ်တပည့်တော်အလွန်အမင်းဝမ်းမြောက်ရပါလိမ့်ဗျာအရင်ွယ်စိန်တယောက်စိတ်ဝင်ဝင်တို့လွန်ဆောင်မကိုကြည်ပြနေရတာတကြွစွာနဲ့တိုင်ဟန်ကိုရိုးရိုးကြိုးကြိုးပဲလက်အုပ်ချင်အိမ်စီကိုပိတ်ငတ်လိုက်တယ်ဦးစင်းဝင်တောက်ထင်ကတော့ရင်ထဲကမချိပြုံပြုံးနေမိငကြော်တော်ကရန်ဝင်နေမှုသူကဝင်တောင်းသူဖြစ်ပြီးတရားခံလဲသူပဲဖြစ်ခဲ့ရတယ်ဒီအတွက်ကိုသူ့အနေနဲ့ ကောင်းကောင်းယူတုံ့ပြန်လိုတာဆိုတော့အခုအကြံစီကိုရပ်ပါများစွာတွေးတော်ပြီးအကောင့်တွေဖော်ပြလာခြင်းရဲ့ပုံတကယ်တော့သူကရမ်းမမေပါတပါတော့ရက်စီမှာတင်ကန်းနှစ်စုံဝယ်ယူပြီးခေါင်းငုံတုံးလို့ဝင်းယုံနေတာပဲဖြစ်တယ်အဓိကအဖြစ်ငကြော်လို့နဲ့သူ့ရဲ့ဖြစ်စဉ်ကိုမြင်သာစေချင်လို့လက်စားချီတုံ့ပြန်တာဖြစ်ပြီးတင်ကန်းဝယ်ထားတိုင်းလူကောင်းသူကောင်းမဟုတ်ဘူးဆိုတာကိုသူတက်တဲ့တာကနဲ့လုပြလို့ခဲ့တာပါဒီရက်အတွက်ကြောင့်ရွာစီကနေထွက်ခဲ့ပြီးတလားကြာမှာ အခုလိုသွေးနဲ့ပြန်လာဖြစ်ခဲ့တာပေါ့အိမ်ကိုရောက်ပြီးနှစ်ရက်ကြာအထိမိငင်ဖြစ်သူကခင်ကျင်ကျူးမွေးလာတဲ့စီဦးထောပတ်တို့ပြင်ဦးဦးပြပြစားဝှက်ရာတို့ကိုတောက်ထိန်သုံးဆောင်ဝင်ရှာခဲ့တယ်။လေးရမြောက်မှာတော့စားချင်တာတွေကုန်တောင်းဆုံလို့တောက်ထိန်စားတော့ပြီးပါပြီ။ဒီတခါသူလှုပ်လို့ရအတွက်ကိုလည်းခွင့်ကြပြီဆိုတော့တောက်ထိန်ရသုံးရက်အကြာမတောင်းတုံးခဲ့ရတဲ့အရက်ကိုအာသာပြင်းပြီးတောက်ထလာခဲ့ပြီ။ဒီအတွက်ကိုလည်းသူကြိုတင်ရှင်းရှင်းထားပြီးသား။မနေ့တုန်းက အိမ်နဲ့ဘေးရနွားချောင်းသားလေးဖိုးတော်ကိုစေးပေါ်ဘူးဆိုပြီးအကြောင်းပြလို့တောရဝင်ယူခိုင်းနာခဲ့တယ်လီတောက်တိန်တင်းကိုထဲကိုဝင်ပြီးသူ့ဘွက်ထားခဲ့တဲ့အရက်ပလင်းကိုယူလိုက်တယ်ပြီးတော့အငမ်းမရပဲမော့တောက်လိုက်တာပါတောက်တိန်ပါဇက်တရရက်တွေကိုပြန်လဲထွေးထုတ်လိုက်မိတယ်သူဝယ်ယူခိုင်းထားတဲ့အရက်ဥယျာဉ်ကအရက်ရဲ့ရတာပြောက်ဆုံးနေပြီးရေကိုတောက်ရတဲ့အလားပော့ချာကြီးဖြစ်လို့နေတာအနန္တကတော့အရက်နဲ့အောင်မှဆူရှာရှာတင်းလို့ရဘလို့ဖြစ်တာပါလိတောက်တိန် ောက်တစ်ခေါက်ဆန်းတော့ကြည်လိုက်တယ်ဟမ်ဘလို့ဖြစ်တာမလဲအရက်တူကအနမ်းသာရှိပြီးကြားတော်ရှိမနေဘူးတောက်ထည်ညှိတွားလိုက်မိတယ်ခန္ဓာကိုယ်စီကအရက်ကို၄၅ရက်လောက်မတော့ဖြစ်ခဲ့တာဆိုတော့အရက်ကိုဆလာမုတ်သိမ့်မှုတို့ကပြင်းပြင်းပြပြဖြစ်ပေါ်ခံစားနေရတယ်ဒါကအရင်ရင်ထလာတဲ့ခံစားချက်ဒီခံစားချက်နဲ့တူတောက်ထည်ဟာဒေါသတို့လည်းဖြစ်ပေါ်လာရတယ်ဟုတ်ခွေးမှသာလေတောက်တော်လဲဝဲလာလားမသိဘူးတော့ကွာ ဒေါသတကြီးနဲ့အဝေတော်လုတ်ပေးတဲ့ဖိုးထောင်ကိုအပြစ်တင်ဆဲဆိုကအရက်ပလင်းကိုကင်မလှုပ်ပြစ်ပြီးတောက်ထိန်တင်းကုန်ထဲကနေထွက်လာခဲ့လိုက်တယ်။အိမ်ပုံပြန်တက်မယ်လို့တော့အရင်းငွေစိန်ကရှေ့ကနေရောက်ရှိလာပြီးလောက်ကြီးတယ်။တိုင်းဟန်မေတော်ညာကင်းအတွက်ကို အစာပြေဖုံးပြီးဖို့ဗိုင်များလှုပ်ပြရမလဲဗျာ။တောက်ထိန်ဒေါသရှင်ကမပြေဘူး။ခန္ဓာစီကအရက်ရင်ထောင်းမှုကတော့ဆိုးရွားနေခဲ့တာပါ။မိခင်ဖြစ်သူကိုလည်းစိတ်ရှုပ်တဲ့ညဉ့်ညူးစွာနဲ့ကြည့်လိုက်တယ်။ ဒီမဲ့ဖွားကြီးကျုပ်ကဖုံးရေးစင်မဟုတ်ဘူးဗျဟမ်တားဖြစ်သူစီဟာမျောလင့်မထားတဲ့စကားကိုဒေါသတကြီးနဲ့ဟိဟောပြောလာတာဆိုတော့အရင်းငွေစိမ်ရုတ်တရက်အံ့အားတင့်သွားရတယ်တတားရဟန်ဘာတားရဟန်မှမဟုတ်ဘူးကျုပ်ကတင်ငန်းရုတ်တိုင်းတိတ်ကို ရိုတေတတ်တဲ့ခမားတို့ပညာပေးခြင်းလို့အခုလိုတင်ငန်းချုပ်ယုံချုပ်ထားတာအိုးဖြစ်မှာဖြစ်ရလေ အရင်ငွေစိန်ရှင်နဲ့စုကနေဖြစ်သွားပြီးမချစ်တင်ငယ်ရင်ရုံးမြင့်လိုက်တယ်။ပြီးတော့ဆက်လက်ပြီး အမိမာတော့လေအမိသားလူမိုက်ကြီးကိုတင်ငန်းဝင်းနဲ့မြင်ရလို့ကြင်ညိုပြီးပီတိတွေဖြစ်နေလိုက်ရတာဘလို့များဖြစ်ရလဲအမိသားရဲ့တောက်ထိန်ကြဲကြဲလန်လန်ပဲဟဲ့အောင်ရှင်မလိုက်တယ်။ပြီးတော့အရာရာအောင်နာကြီးနေတဲ့စိန်နဲ့မျက်ရည်စားလို့ရစ်တီဝိုင်းနေခမည်းတော်ဇီးပင်သားရမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်ကိုမှတ်မိကြသည်လား အလူကံမုံတင်ငန်းရေချုံထားတဲ့ငကြော်လို့ကဖောက်ထွင်းနေတာကျုပ်ကကျုပ်ကိုနွားခုံးမှုပေါ်ထိုးကြခံရတဲ့ကိစ္စကြောင့်ဒီကောင်နေစီကိုသွားတာဟိုရောက်တော့ဒီကောင်နေကလူကံမုံကိုဖောက်ထွင်းနေကြတယ်ကျုပ်ကဝင်တားတယ်ပြဿနာဖြစ်လို့များအတီးတော့ကျုပ်ကတခိုးဖြစ်ရတယ်သူတို့ကတင်ငန်းဝင်းနဲ့မို့ခိုးယူတာမဖြစ်နိုင်ဘူးတဲ့ခမ ्या ကိုယ်တိုင်ကတော့တိုင်းရင်ဖြစ်တဲ့ကျုပ်ကိုညွန်ညင်ခဲ့တယ်လေအဲ့ဒါကောင်းလားကောင်းလားဟမ်ခမ ्या ခမ ्या တို့တွေရလေ တင်ငန်းယုံထားတာမြင်အစ်စ်လားတူလားမဝေခွဲဘူးတင်ငန်းမြင်လက်အုပ်ချီဖို့ပဲခမရတို့တည်ဒီအဖြစ်ကိုကျုပ်ကတင်ငန်းစာကောင်းကောင်းပေးခြင်းလို့အခုလိုလောက်တာပဲတောက်ထိန်တကောဆွဆွဲခရစိန်တို့ကခံမြင့်စိတ်တွေကပောက်ကွဲထွက်လာသည်အရင်းငွေစိန်ကတော့မျက်ရည်လေးရွှဲပေါ်နဗေးပံဝန်းကျင်ကလူသူတို့ကလည်းဝိုင်းဝန်းကြည့်လာခဲ့ကြသည်တီတိုစကားသက်နေရလေညံလို့ပေါ်လီတားရဲ့အမေမှားခဲ့ပါတယ်အမေမှားပါတယ်ကွထိုင်မဲ့လီ အမေသားလေးကိုသင်္ကန်းဝင်းနဲ့မြင်ပြီးတော့အမေရင်ထဲမှာအဲ့ဒီခံစားချက်တွေအစားဝမ်းတောင်မှုတွေအေးချမ်းမှုတွေကိုခံစားရပါလေကွယ်ကျုပ်ကလည်းအမြင်နဲ့နေအရာရာကိုဆုံးဖြတ်တဲ့ခမည်းတော်အဲ့လိုပဲဖြစ်စေချင်တာလေအိုးတော့ပြီဗျာကျုပ်အရက်သိမ့်စာနေပြီကျုပ်သွားတော့မယ်တောက်တယ်ရုံထားတဲ့သင်္ကန်းကိုချွတ်ချပြီးထွက်သွားဖို့ကြံလိုက်တယ်ဒီကရင်းငွေစိန်ကကမန်းကန်နဲ့လှမ်းဆွဲလိုက်တယ်တာတာမတော်ပါနဲ့အိုးနေစမ်းပါဗျာ တောက်ထိန်ပြောဆိုရင်အတင်းဆောင်ရုံလိုက်တော့အရင်းငွေစိန်ဒီရိုတိုက်ဆွဲပါပြီးလဲကြသွားတယ်။တာမလုပ်ပါနဲ့အရမတော့ပါနဲ့ကွယ်အမေအတွက်အစ်စ်မန်းဖြစ်သင်ငန်းဝတ်ပေးပါနော်။တောက်ထိန်ကမိခင်ဖြစ်သူလက်ကိုအတင်းဖြုတ်ချပြီးဆက်သွားဖို့လုပ်တယ်။အရင်းငွေစိန်ကလည်းဇွဲမရှုံ။တားဖြစ်သူအတွက်ဆက်မမိုက်စီလိုတာဆိုတော့မရမကတားမြို့ကိုဆုံးဖြတ်တယ်။တောက်ထိန်ကလည်းမရဘူး။အရင်ရင်ထနေခဲ့ပြီ။ဒီတော့တာမီနောက်ရဲ့မြင်ကွင်းကရုပ်ပြက်ဆင်းမြက်ပုံမြင်ကွင်းကြောင့် နဘေးဝန်းကျင်ကလူသူတို့ပေါဝင်လာကြပြီဟဲ့လူတွေတရောက်မှမကတ်နဲ့နော်ကြက်ဘသူ့အမခွတ်လို့မှမဟုတ်အမေခမရလည်းဖဲပြထောက်တိန်တရောက်ရမင်းစကားချင်းတွေကိုဖန်တီးလာတယ်မြင်သူတို့ကလည်းရက်ကြည့်မနေနိုင်ကြတော့တောက်တိန်မင်းအမေကိုလုံနေရရက်လိုက်တယ်မီဟုတ်တယ်တောက်တိန်ငါတို့ရက်ကြည့်နေရအကောင်းမဟုတ်ဘူးမင်းအမေကိုလည်းမိပြန်ကြည့်ကြည့်ဦးဝိုင်းဝန်းဝီပြောလာကြပြီမေတောက်တိန်ကတော့ဂယုမဆိုင်ဘူးခမရတို့လည်းမဆိုင်ဘူး ဒါကျုပ်တို့သားမိကိစ္စဘေးပယ်နေကြတောက်တင်ဟိော်လိုက်တယ်ဒီတော့ကြည့်မနေနိုင်သူတို့ကဒုတ်တို့ဓာတ်တို့ဆဲခုံကြပြီတောက်တရာနဲ့ဒီချင်းတွေကို တုံ့မြန်ဖို့မိခင်ဖြစ်သူကိုမရမကစောင့်တွန်းလုပ်ပြီးနီးစက်ရစီရဒုတ်တချောင်းအပြည့်ဆွဲတယ်လာလေတတိရှိတဲ့ကောင်လာလေခက်ခဲကြကောင်လာခဲကြတောက်တင်လက်တရာတို့ကိုရမ်းခါလို့ဟိော်ပြောဆိုတယ်တာအမိမျက်နှာကိုကြည့်ပါဦးအမိမျက်နှာကိုကြည့်ပါဦးတာဟဲ့ အရင်းငွေစင်ကလူလဲထပြီးတားပြည့်သူနဲ့ရွာသားတွေအကြမှာဝင်ရက်တည်းအမေခမိုက်ဖဲ့ဗျာကျုပ်အရက်တောက်ချင်နေကျုပ်သိတ်တောက်ချင်နေပြီစိတ်တွေရှုပ်ထွေးနေဒီချိန်မှာလူသက်ရမယ်ဆိုတော့ကျုပ်တက်မယ်ဗျာတက်ချင်အမေကိုတက်ပါသားရဲ့အမေကိုတက်ပါအရင်းငွေစင်ကမဖဲ့ဘူးတောက်တရားလဲအရက်ကိုအာသာပြင်းပြီးစားလောင်နေမိတာဒေါသကလည်းဖြစ်ပေါ်တယ်စိတ်စင်တော့ကလုံးဝထင်းကျုံနိုင်စွာမရှိတော့ဒီတော့အမေဖြစ်သူကိုမှရိုက်နှက်ဖို့ဒုက္ခကိုလွှဲလိုက်ချင်း ဒါတော့ဆိုရင်တော်သိမီပေါ်ကိုတောက်ထိန်တင်းငယ်အေးစင်းလွန်ပြီးကြည်ရှားရှားစကားတန်ကြောင်းတောက်ထိန်တို့အားလုံးကြည့်မြင်လိုက်တယ်အားလုံးစီကိုလှမ်းလာနေရဲ့ယောဂီတယောက်အသက်က30ရောက်ပဲရှိပေလေဦးမလက်ထဲမှာတော့အရက်ပလင်းတစ်လုံးကိုကင်ဆောင်ထားလိရဲ့ယောဂီကိုအကုန်လုံးကြောင်ရင်ကြည့်နေမိကြတယ်ယောဂီကတော့တောက်ထိန်တို့သားမိနာကိုလှမ်းသွားပါပြီကိုတောက်ထိန်ခမည်းတော်တော်မဲ့အရက်တွေကိုအနဲ့သာကြံပြီးရတာပြည့်စရာအကျုပ်ပါတင်ကန်းဝက်ကြီးနဲ့အရက်တောက်တာအတိတ်ကံပါရမီမရှိသူတွေအတွက်တော့ အမဲရေအမဲဖြစ်အကြောင်းကိစ္စမထူးပေမဲ့အတိတ်ကံပါရမီများစွာကိုဖြည့်ဆည်းခဲ့သူအဖို့တော့ဖြူစင်မှုမှာတကြိမ်တည်းကဆုံးပေမှုဟာလေအမဲဆက်ဖြစ်စီနိုင်ပါတယ်ယောဂီရဲ့အတန်ဩစာကြောင့်တောက်ထိန်တရားဒေါသစိတ်တို့ညှော့ကြတယ်ရွေထားတဲ့ဒုက္ခအောက်စီကိုကြာလာတယ်ကိုတောက်ထိန်ခမရဟာအတိတ်ဘဝတုန်းကပါရမီများစွာဖြည့်ဆွက်ခဲ့သူလို့ကျုပ်ရဲ့အဘဆရာများမိန်ကြားလာတယ်ခမရကိုမဖြစ်တဲ့နာမဖြစ်အောင်ကျုပ်ကိုဝင်ရောက်တားမြစ်ခိုင်းတယ်ကိုတောက်ထိန် ခမဒီရက်ကိုတောက်နေချိန်နဲ့တင်ကန်းကိုရှုံပြီးလေးရက်တာဖြတ်တန်းခဲ့ချိန်ဒီဘေယာကနေရတာအေးစက်နေပါတည်းကျုပ်ကျုပ်ဖြေပါကိုတောက်တယ်ခမရဲ့အဖြေပေါ်မူတည်ပြီးကျုပ်ဒီပလင်းကိုခမစီပေးပါမယ်အရက်တောက်နေချိန်ဒီကပို့ပြီးနေကောင်းတယ်လို့ကျုပ်ထင်တယ်ကောင်းပါပြီရောက်ကိုတောက်တယ်ယောဂီကတောက်ထိန်လက်ထဲစီကိုအရက်ပလင်းလှမ်းထည့်ပေးတယ်တောက်ထိန်ကလမ်းယူဖို့လက်ပြန်လိုက်ပေးမယ်လမ်းတော့မှာရင်ရက်တန်သွားရည် ။ဘာဖြစ်တာလဲကိုတောင်းထင်ရဲ့။ဒါအရက်စက်ပါ။ကျုံကြောက်စိတ်တယ်။ဝေခွဲမရဖြစ်နေရဲ့ဗျာ။တောက်ထင်ကသူ့စိတ်ထဲခံစားနေရတဲ့အတိုင်းပြောပြလာ ड़ी ။ခမင်းတော့ကျင်လို့ယူလို့ရင်တော့လွယ်ကူစွာယူလို့ရနေပါပြီ။တကူတော့ကျုပ်ပြောပြစီကိုတောင်းထင်။မကောင်းမှုတို့ဟာပြုရလွယ်ကူပြီ။ကောင်းမှုတို့ဟာပြုမှုရခက်ခဲပါတယ်။စားသုံးသူနဲ့စိုက်ပျိုးသူမှာဘသူကပုံမခက်ခဲမေးစွာတွေးကြည့်ပါ။ခမင်းကစားသုံးသူမဟုတ်ပါဘူးကိုတောင်းထင်။ခမင်းအရှိရှိဘွားတွေကလေးက စိုက်ပျိုးရင်းနှီးလာသူတယောက်ပါခမားစိုက်ပျိုးထားတဲ့အရာဖြစ်ထွန်းလို့ပါပြီမပြတ်စည်းပါစေနဲ့တော့ယောဂီရဲ့စကားအဆုံးတောက်တင်ရအရပလင်းစီကိုလန်လန်လို့ယူလိုက်တယ်အားလုံးကတော့တောက်တင်ရဲ့ပြုမှုကြောင့်အာမင်နစ်ကိုစီထွက်ပေါ်ကုန်တယ်တောက်တင်ကတော့သူ့လက်တရအရပလင်းကိုစူးဆတ်ဆိုင်ကြည့်နေရပါတာမတော့ပါနဲ့အမေသားရဲ့အရင်းငွေစင်ရဲ့အတန်းတောက်တင်ရဲ့လက်အဆုံးကတုံရင်လာခဲ့တယ်အရပလင်းကိုတောက်တင် ြေကြီးမှာပြစ်ပေါက်ခွဲလိုက်ပါပြီ။ပြီးတော့အရင်ခွေစိစီကိုပြေးလို့ဖတ်လိုက်တယ်။ဒီမြင်ခွင်းကိုကြည့်ပြီးယောဂီစီကအပြုံးတစ်ချက်ဖြစ်ပေါ်လာတယ်။အားလုံးစီကလည်းသမောချတဲ့နေကိုစီနေပုံ။လေပိုင်ရှင်ကြီးဦးမြတောင်အတွက်ရည်စုဟုတို့ပြုဆုံးတော့ဘွဲကဆက်ရွေးရစီမှာပြုတ်လုတည်။ငွေကြီးချမ်းသာသူတွေရဲ့အလူတန်းဆိုတော့ရွာလုံးကျလူသူတို့ကစီကားနေရပါ။သူရတည်ရဲ့လူကားဖြတ်ကသာသနာရွာစီမြန်လီပြီးနောက်၃၁ပုံတပုံရှိညာထိုပုံဘွားမှာ ဝဆင်းလေသူလည်းရှင်ကြည်လေလွတ်စေလူကြောင့်ကြံသူတို့ကပြုတ်လီကောင်းပြီသူယူတရားအုတ်လက်မြေကိုခွစီကအလွေရှိစီကဖြတ်လာခဲ့တယ်ဒီကအလူပြုတ်နေသူတို့ကသူယူကိုဝိုင်းဝန်းချောင်းဝပြီးခေါ်လို့ထမင်းချွေးကြတယ်သူယူကတော့သူ့ကိုယ်သူနတားအလူချွေးကြောင်ရင်ဝမ်းသာအရာကိုပဲထမင်းကိုသုံးဆောင်ရမှာလေးပကံတီတီကြပါတယ်စားတော့ပြီးနောက်သူယူကအလူကားဖွင့်တဲ့တေးတန်နဲ့မန်းနဲ့အရှိစီမှာ ကွေးကောက်နေအောင်ကောက်ကုံတော့တာပါပဲပရိသတ်များရှင်ဒီနေ့မှကျွန်တော်တို့ရဲ့ channel လေးကနေတင်ဆက်ပေးခဲ့တဲ့တင်ငန်းနေသူရဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ရပါခဲ့ကြတဲ့ပရိသတ်များအားလုံးကစနေတက်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့ရဲ့ဇာတ်လမ်းလေးကိုဖျက်ဖြတ်တင်ဆက်ပေးခဲ့တဲ့သူကတော့ကျမမီပဲဖြစ်ပါတယ်ရှင်